မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိန်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်တနင်္ဂနွေလုံးမှာထောင်ထောင်ချင်းအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲပြီးစစ်အာဏာသိမ်းမှုအဆုံးသတ်ပေးဖို့ NUG ကဝင်ဝင်ကြီးအသည့်ပေးကြေညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်တနင်္ဂနွေလုံးမှာထောင်ထောင်ချင်းအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲပြီးစစ်အာဏာသိမ်းမှုအဆုံးသတ်ပေးဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဝင်ဝင်ကြီးဦးရင်မူကအသင့်ပေးကြေညာလိုက်ပါတယ် မလာရှိယန်နီကဇင်ဘာဘွေလောက်ခဲ့တဲ့တမူးတနန်းပတ်စဉ်တင်မြင့်ဆောင်2024တနန်းစဝဲကိုပေးပို့တဲ့သုံးဝန်လွှာမှာ၎င်းကထည့်သွင်းပြောကြားခဲ့တာပါမြို့သိမ်းတိုက်ပွဲအတွေ့အကြုံများရယူခဲ့တဲ့အတွက် PDF ဘာကဖာနဲ့မဟာမိတ်တော်လိုင်းဖွဲ့တွေအားလုံးလက်တွဲပြီးစစ်မျက်နှာလိုက်ထောင်တောင်းချင်းအင်ရနဲ့အထွေထွေထိုးစစ်ကြီးဆင်နွှဲပြီးစစ်အာဏာသိမ်းမှုအဆုံးသတ်ကြရမယ်လို့ကာကွယ်ဝင်ကြီးဦးရင်မွန်ကပြောပါတယ်တော်လိုင်းအစောပိုင်းကာလမှာတစ်ဖက်ကတက်တီဆောင်ရင်တစ်ဖက်ကတနိုင်ငံလုံးအတိုင်းတာနဲ့စီးရင်လှုပ်ရှားနိုင်အောင်ပထမဆင့်ဂျိုးပန်းခဲ့ရတဲ့ဒုတိယဆင့်အနေနဲ့ ဒူအင်အားစုစည်းမဟာဗျူဟာထိုးစစ်စင်မြို့သိန်းစခန်းသိန်းတိုက်ပွဲတွေဆင်နွှဲတဲ့အတွေ့အကြုံရဲဘော်တို့ရယူနိုင်ခဲ့ပြီဖြစ်တဲ့ဒါဆိုရင်တတိယဆင်ကပါဖြစ်မလဲ PDF ပါကဖားနဲ့မဟာမိတ်တော်လိုင်းဖွဲ့အလုံးလက်တွဲပါဝင်ပြီးစစ်မျက်နှာလိုက်ထောက်တောင်းချီအင်အားနဲ့အထွေထွေထိုးစစ်ကြီးတရက်ကိုတနိုင်ငံလုံးတိုင်းနာနဲ့ဆင်နွှဲကြဖို့ဖြစ်လိမ့်မယ်ဒီထိုးစစ်ကြီးကဆင်အာနာသိမ်းမှုကိုအဆုံးသတ်ပေးလိမ့်မယ်လို့ငါတို့ယုံကြည်တဲ့အဆုံးတနည်းမှာဆိုရမှုမှန်သမျှကြဆုံးပြီးကောင်းမြတ်ခြင်းအမှန်တရားကအောင်ပွဲခံရမှာဖြစ်တဲ့ပြည်သူတော်လိုင်းမဟုတ်ချအောင်မယ်လို့ NUG ကကွယ်ဝင်ကြီးဦးကြီးမောင် င်ကပြောပါရယ် PDF ဘက်ကဖရဲဘော်များ COC နေရက်နဲ့တိုင်ဆွမ်းရင်အကောင့်နဲ့ရဲဘော်များဖြစ်ရေးကိုစင်စမ်းမပြတ်ဖော်ဆောင်ခဲ့ကြောင်းတမတော်ထူထောင်ရမှာလက်နက်ကိုင်အင်အားစုအလုံးအလံတော်တခုရဲအောက်မှာစုစည်းပြီးပြည်သူတော်လှန်ရေးရဲ့အစဉ်နွေးဝင်စနစ်ပြောင်းရေးဦးတည်တဲ့တော်လှန်ဖြစ်တဲ့အတွက် Federal Democracy နိုင်ငံရေးစနစ်နဲ့လျော်ညီတဲ့ Federal ပြည်ထောင်စုတမတော်တည်ထောင်တဲ့အခါရှေ့ပြေးအမြင့်တီဖြစ်စေဖို့ရည်ရထားကြောင်း၎င်းကပြောဆိုပါတယ် PDF ဘက်ကဖရဲဘော်ရီ COC နဲ့ရက်နဲ့တိုက်စွမ်းရင်အားကောင်းတဲ့ရဲဘော်ရီပြင်ရေးကငါတို့စင်စက်မပြတ်ဖော်ဆောင်မဲ့လုပ်ငန်းတာဝန်ဖြစ်တဲ့အခုဆိုရင်ရဲဘော်တို့ကဒီတာဝန်ကိုထမ်းဆောင်ဖို့အစဉ်ဖြစ် သင်ဖြစ်ကြပြီလို့နားလည်နေတယ်။တမိုးရီရဲ့ဦးဆောင်မှုကိုကျိုးစွန်အနေနာခံမှုနဲ့တက်ကိုကောင်းတဲ့ကောင်မာဒရက်မာအောင်တိဆောက်ကြမှာဖြစ်တယ်လို့ဦးကြီးမွန်ကဆက်လက်ပြောဆိုပါတယ်။ဒီကနေ့တွန်လိုင်းအချိန်ကြီးရရက်ကိုကြည့်မယ်ဆိုရင်တွန်လိုင်းအောင်မြင်ဖို့နဲ့တွန်လိုင်းအောင်မြင်တဲ့အခါမှာပြည်သူများမျှော်မှန်းထားတဲ့ Federal Democracy ပြည်ထောင်စုထူထောင်နိုင်ဖို့ PDF တမတော်မှာတာဝန်ရှိကြောင်းအသိပေးထားပါတယ်။ဒီကနေ့ဆိုရင်ပြည်သူ့ကာကွယ်တမတော်ရဲ့တပ်တန်းကလင်းနစ်ပြေးဖို့လာမိုင်းသာလူပါတော့တယ်။ဒီအချိန်မှာ PDF ရဲ့တမတော်ကိုဦးဆောင်ပြီးအစဉ်စင်သောတွန်လိုင်းတာဝန်ကိုထမ်းဆောင်မယ်။ ်တမိုးကောင်းတွေငါတို့တက်မတော်မှာပေါ်ထွက်ခဲ့ပြီးဖြစ်တယ်လို့ယုံကြည်တယ်တမိုးကောင်းမှာတက်ကောင်းမယ်ဆိုရင်စုံယူစကားလည်းရှိရင်တက်မတော်တည်းရဲ့တိဆောင်ရမှာတမိုးတွေရဲ့အခမ်းကဏ္ဍဘလောက်ကြီးမားတယ်လဲဆိုတာတော့အထူးပြောဖို့လိုမယ်မဟုတ်ဘူးလို့၎င်းကမိန်ကောမှာထင်သွင်းပြောဆိုပါတယ်အဆိုပါတမိုးတင်တဲ့ပတ်စင်တက်ကိုအမတ်တေစစ်တီသားမှာဖွင့်နှင်ခဲ့ခြင်းဖြစ်ပြီးတင်နန်းကာလ၃နာကြာမြင့်ခဲ့ကြောင်းတင်နန်းအောင်မြင်ရေးအတွက် KYI တက်မှာတင်နန်းစီရအရာရှိများနဲ့ PDS စေယုံကျုံမှာတာဝန်ရှိသူများပို့ချခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ဇလပီပြည်နယ်တဲပေါ်ထွန်းခွင့်လူလာကြောင့်ပို့အုပ်ဖွဲ့ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဆေအာနာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ပြည်နယ်တဲပေါ်ထွန်းခွင့်ရှိရဲ့ဖက်ထွက်ပြည်ထောင်စုတည်ထောင်ရေးလို့အတွက်ဗမာပါဝင်တိုင်းရင်းသားအင်အားစုအလုံးနဲ့လက်တွဲတိုက်ပွဲဝင်မယ်လို့ပို့အမျိုးသားဖက်ထွက်ကောင်စီ BNFC နဲ့ပို့အမျိုးသားလူမျိုးရေးဖွဲ့ချုပ် BNL လို့ BNL တို့ကမလ23ရက်နေ့မှာပူရဲထုတ်ပြန်ပါတယ်။86နှစ်မြောက်ပို့အမျိုးသားနေမှာပူရဲထုတ်ပြန်တာဖြစ်ပြီးပို့ပြည်နယ်တဲပေါ်ထွန်းလာပို့နိုင်ငံရေးနည်းလမ်းနဲ့ချုပ်ပန်းမယ်လို့ဒီကနေ့ကျင်းပါတယ်။ပို့အမျိုးသားနေအခမ်းအနားမှာ BN NFC ဥက္ကဋ္ဌခွန်မြင့်ထွန်းကပြောပါရယ်ပထမတော်လိုင်းရေးဒုတိယတော်လိုင်းရေးနေ့မှာကျွန်တော်တို့ဟာငင်းခဲ့ပါရယ်ပိုးအွေကပြည်တော်စုကိုငင်းခဲ့ပါရယ်ကျွန်တော်တို့ကြောင့်ဆိုတာမျိုးအဖြစ်မခံခြင်းတဲ့အတွက်ပိုးအပြည်နယ်ကိစ္စကိုရှင်တွေကရှိတော်လဲထုတ်မပြောခဲ့ပါဘူးဒီကနေ့တတိယတော်လိုင်းရေးမှာကျွန်တော်တို့ပုံပွင့်လေးလေးပြောပါရယ်ပိုးအပြည်နယ်ပေါ်ထွန်းရေးကိုကျွန်တော်တို့လိုလားတယ်ဒါကိုကျွန်တော်တို့ရယူမယ်ရယူတဲ့အခါမှာကျွန်တော်တို့နိုင်ငံဒီလန်နဲ့ရယူရမှာဖြစ်ပါရယ်ဆရာနာရှင်စနစ်အမြင့်ပြည့်ရေးကိုပိုင်ပြတ်တန်းခွင့်ရရှိရင်ဖက်ဒရယ်ပြည်တော်စုတိစားရင်းတို့ကပိုးအတော်လိုင်းဖွဲ့စ ဆီတွေရဲ့အန်တီမယီမန်ချက်ဖြစ်တယ်လို့လည်းအခမ်းအနားကိုတက်ရောက်လာကြတယ်။ပို့အိုခေါင်းဆောင်တွေကပြောပါတယ်။ပို့အိုပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့အတုံးချကံမဖြစ်အောင်တတိထားဖို့နဲ့လက်ရှိမှာစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ပို့အိုပြည်သူဆက်ပွေးရန်ရန်တို့ကိုလည်းတော်လိုင်းဖွဲ့တွေနဲ့ပူးပေါင်းဖို့တိုက်တွန်းထားပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက် PNL လို့နဲ့ PNFC ရဲ့လက်နက်ကင်တပ်တွေကစစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်နေပါတယ်။ 86နှစ်မြောက်ဘုရားမျိုးသားနေခန္ဓာကိုမျိုးသားညီညွတ်ရေးဆိုရာ NUG ပါဝင်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းရင်းနဲ့အရှက်ဖက်ဖွဲ့စည်းရင်းတင်ရောက်ခဲ့ပါတယ်။ဆလပီကရင်နဲ့မွန်ဂိုစင်ရေးတာဝန်ယူနေတဲ့ရှာတာခါရင်ဒုတိယတိုင်မှုနေရစစ်ကောင်စီလူသစ်လဲကစားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုစင်ရေးတာဝန်ယူခဲ့တဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်ရာတာခါရင်ဒုတိုင်မှုနေရကိုစစ်ကောင်စီကအပြောင်းလဲပြုလုပ်လိုက်တယ်လို့သိရပါတယ်။ဒုတိုင်မှုဘုတ်ကျုံစုံမင်းအောင်နေရမှာဘုံမူကြီးပညာဝင်ကိုခန့်အပ်လိုက်တာလို့စစ်ကောင်စီရဲ့သတင်းဖော်ပြချက်ရ ာသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမလ9ရက်နေ့ကပြုလုပ်တဲ့ Giant Concrete တရားဖွင့်ပွဲမှာဒူတိုင်မှုဖြင့်ဗိုလ်မှူးကြီးပညာဝင်တယောက်တာကိုစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။ရခင်ဒူတိုင်မှုဗိုလ်မှူးချုပ်စော်မင်းအောင်ကစစ်ကောင်စီကကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနဲ့အချင်းမြခဲ့တယ်လို့သတင်းတွေထွက်ခဲ့ပါတယ်။ စစ်ကောင်စီကဝန်ကြီးချုပ်ဦးစောမြင့်ကဗိုလ်မှူးချုပ်အစင်းနဲ့အငြင်းဆိုင်ယူခဲ့တာဖြစ်ပြီးဗိုလ်မှူးချုပ်စောမင်းထက်အောင်ထက်စစ်တပ်မှစီနီယာကျသူဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဗိုလ်မှူးချုပ်စောမင်းအောင်ကိုပြည်နယ်အတွင်းကပွဲခန်းနာရီမှာမမြင်ရတော့တလို့ဖန်အန်းကနေရှေ့တန်းစစ်စင်ရင်နေမြေဖြစ်တဲ့ကော့ဂရိတ်မျိုးရှင် MSN နဲ့စစ်စင်ကိုကဲမှုဌာနချုပ်စီပြောင်းရွှေ့ခံလိုက်ရတယ်လို့သိရပါတယ်။အခုအသေးရောက်လာတဲ့ဒူတိုင်မှုဗိုလ်မှူးကြီးပညာဝင်းကတော့ကရင်ပြည်နယ်အတွင်းထိုင်းနယ်စပ်ကလာတဲ့ကုန်ကားတွေကိုဖမ်းဆီးရမှာအဓိကတာဝန်ယူလုပ်ကိုင်နေသူဖြစ်တယ်လို့ဒေတာ င်းကစီရင်တရင်အရှင်မြတ်တွေကအတိပေးပါရယ် ပြီးခဲ့တဲ့ရက်ပိုင်းကမြောက်ရီယာနေတက်လာတဲ့ရာနေချီတဲ့ကုန်ကားကိုစစ်ကောင်စီတပ်ကတရားမဝင်ကုန်စီတင်ဆောင်မှုနဲ့ဖမ်းဆီးရမှာအပြင်းရထားတဲ့ကင်းရဲလက်နက်ကိုင်ဖွဲ့တွေပိုင်ဆိုင်တဲ့ကုန်ကားတွေပါပါဝင်ခဲ့ပါတယ်စစ်ကောင်စီရဲ့အရှိတောင်တိုင်းစစ်ဌာနကျောင်းရာထာခါကမွန်ပြည်နယ်မော်လမြိုင်မြို့မှာအခြေစိုက်ပြီးကရင်ပြည်နယ်မွန်ပြည်နယ်တို့ကစစ်စင်ရေးခွင်တွေကိုတာဝန်ယူတဲ့အတိုင်းစစ်ဌာနကျောင်းဖြစ်ပါတယ်ရာထာခါလမ်းအောက်မှာထေကြားစစ်ဖြူဟာလေးကိုလှုပ်ရှားစစ်ဖြူဟာတောင်ကုန်းနဲ့ချီလင်းချီမြန်တန်ရင်16ရင်ရှိပါတယ်ဖမ်းအခြေစိုက်တဲ့အမှန်နဲ့စက်နေချီမြန်တက်မှဌာနကျောင်းကော့ဂရေရှိ MS စနစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်မွန်ပြည်နယ်စိုက်ထုံမြို့အခြေဆိုင်အမှတ်44ချီမြန်တမဌာနချုပ်ရေမျိုးရှိအမှတ်ကိုစစ်စင်ရေးကိုကဲမှုဌာနချုပ်တွေကလည်းယာတာခါဆန်ဌာနချုပ်ရဲ့ကိုကဲမှုအောက်ကလက်အောက်ခံဌာနချုပ်တွေဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ဧပြီလတွင်ယာတာခါစစ်ဌာနချုပ်စီစစ်ကောင်စီဒုတိယကောင်ဆောင်ရောက်ရှိချိန်မှာတော်လိုင်းတပ်ဘက်ကဒရုန်းနဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ရှိထားတယ်လို့သတင်းမှဖော်ပြထားပါတယ်။ ဆက်လက်ပြီးနထိုးကြီးမှာစစ်ရှုံးပြီးပြန်လာတဲ့စစ်သားများကိုစစ်ကောင်စီတပ်ရိုင်းနှံလက်ထိတ်ခတ်ဖမ်းဆီးရဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းစစ်ရှုံးပြီးပြန်လာတဲ့စစ်သားတွေကိုစစ်တပ်ကရိုင်းနှံပြီးလက်ထိတ်ခတ်ကဖမ်းဆီးခဲ့ကြောင်းသိရပါရယ်။ မလကိုရန်နီကနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းမှာထွက်လာတဲ့အင်အားနေရာကမ်းပါစစ်ကောင်စီစစ်တောင်းကကြတွင်ဖို့ရွာအနောက်ဘက်မှာ PDF တပ်ဖွဲ့ရင်းကဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခံရပြီးအထည်နာခဲကြောင်းစစ်ခွာထွက်ပြေးခဲ့တဲ့စစ်သားများဝက်လူရဲစခန်းကိုရောက်ရှိပြီးတဲ့နောက်မလစနီယံမှာတရတဦးကိုပြန်စင်ဂျိုင်းနက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းမြင်းချန်ခရိုင်အမှတ်လေးတိုင်ရင်စီမတင်ရပါတယ်တရတဦးဘက်ခြမ်းရောက်တဲ့အခါကျအဲဒီကောင်တွေကိုဂျိုင်းနက်ပြီးတော့လက်ထိတ်တွေခတ်ကြိုးတွေတုပ်ပြီးတချို့ဆိုပြကတ်မှုတွေပါတယ်ထိပြက်ပြီးကား၃လေးစီးနဲ့တင်သွားတယ်လို့ပြောတယ်သူတို့အချင်း င်းစင်းတွေတော်တော်ဆူဆူဝဝလူမဆန်နာတွေဖြစ်နေတယ်အဓိကကဆစ်ရှုံးလို့လားထွက်ပြေးလို့လားမသိဘူးလို့မြင်းချန်ခင်ရဲ့အမတ်လေးတန်ရင်တရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုအောင်မောင်းကပြောပါတယ်ကျတွင်းဖို့ရွာနီတိုက်ပွဲမှာစစ်သားအလောင်း29လောင်းရှိပြီးဗိုလ်မှူးနဲ့ဗိုလ်ကြီးအပါဝင်၁၄ဦးကို အရှင်ဖမ်းမိခဲ့ကမလ၁၇ရက်မှာအဲ့ဒီစစ်ကြောင်းတွင်မှာစစ်သားနောက်ဦးပြည်သူရင်တွင်ခုလုံလာစဉ်၎င်းတို့ရဲ့ထပ်မံပြောကြားချက်တွင်ရဝလူစကန်ကိုပြန်လည်ရောက်ရှိလာတဲ့တန်ရာရစစ်သား35ဦးနဲ့အယောက်20ထပ်မံတင်ဆောင်ကြောင်းသိရတယ်လို့၎င်းကဆိုပါတယ် ဝလူရဲစခန်းကိုပြန်လည်ရောက်လာတဲ့စစ်သားတွေနဲ့တန်ရာရသူတွေပါဝင်စစ်သား50ခန်းကမလဆနီရဲမှာတရုတ်ဘက်ကိုထပ်မံဆုတ်ခွာသွားတာဖြစ်ပြီးမြေတီအကြောင်းကြောင့်ဆုတ်ခွာသွားတယ်လို့ဆိုတာကိုတော့မသိရသေးပါဘူး။မလကိုရဲတိုက်ပွဲမှာစစ်တပ်ကလေးချောင်းပစ်ကူခဲ့ရာလေးချောင်းတိုက်ခိုက်မှုကြောင့် PDF ရဲဘော်၃ဦးသာဆုံးခဲ့ပြီးခုနှစ်ဦးတန်ရာရခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်တပ်ထံမှတနက်နေ့စက်လီလန်ဘုံနင်းမိုင်းကြီးစံ laptop နှလုံးနဲ့ဆက်သွယ်ရေးဆက်နှလုံးတို့တင်ဆက်ရရှိခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။